ချင်းပြည်နယ်ဖားကန့်မြို့ကိုရောက်ရှိလာတဲ့တမ33တမမှုကဖားကန့်ကြောင်ဝိုင်းတွင်တနက်ပြဖောက်မှုတွေပြုလုပ်ခဲ့ပြီးလေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တမ33တမမှုဟာပြီးခဲ့တဲ့အောက်တိုဘာ22ရက်မနက်ပိုင်းမှာဖားကန့်မြို့ကို MI17 ရဟတ်ရင်နဲ့ရောက်ရှိလာတာပါ။တမ33နဲ့တက်ချိုးပြောင်းလဲလုပ်လိုက်တယ်။တိုက်ခိုက်ရေးတမကြီးကိုပြောင်းနယ်လို့သတင်းထွက်လာပေမဲ့နောက်တန်းကိုတရင်နှင်းလောက်သာပြန်ရောက်တယ်လို့ကြားရတယ်။ ဆိုင်းတောင်နဲ့လုံခင်းဘက်မှာလည်းစစ်ဆိုင်နေတာရှိတော့တမ33ကိုအင်အားထပ်ဖြည့်တယ်လို့လည်းကြားပါတယ်လို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်အဲ့ဒီတမမူဟာဖားကန်ကိုရောက်ရှိလာပြီးညပိုင်းမှာဖားကန်မြို့ရှိမော်စီစာကျောင်းဝိုင်းနဲ့လုံခင်းကျောင်းဝိုင်းတွင်းကိုတနက်ပြဖောက်ပြီးရုံရင်ဆန်ခတ်ဖြစ်စေဖို့ပြုလုပ်ခဲ့တယ်လို့သိရပါရယ်အဲ့လို တမမူမရောက်ခင်အောက်တိုဘာ21ရက်နေ့ကဖားကန်ရှိကချင်လွတ်လပ်ရေးတပ်မတော် KIA တရင်6နဲ့မြေကို ဘုံလုံးရီ30ကြော့ကျဲချတိုက်ခတ်ခဲ့ပြီး20ရက်နေ့မနက်ပိုင်းမှာလည်းဘုံလုံးရီ30ကြော့ထပ်မံကျဲချခဲ့ပါရယ်စစ်ကောင်မရှင်ဟာဖားကန်းကနေတက်မ33လောက်ခန့်တက်ချို့ကိုမန္တလေးနဲ့စကိုင်းဘက်ကိုပြန်လည်ခေါ်ယူလိုက်ပြီးခလာရ၄နှစ်ခမရ၁နှစ်ခမရ၁၁ခမရ၁၃တို့ကိုရဲခါလက်နက်ခဲယမ်းတွေနဲ့အတူဖားကန်းကိုအင်အားဖြည့်တင်းခဲ့တယ်လို့သိရပါရယ် စစ်ကောင်မရှင်ရဲ့လက်နက်ခဲယမ်းနဲ့ရိတ်ခါအပြည့်တင်လာတဲ့စစ်သည်မော့အုပ်စု AR မြေကြောင်းတိုင်းထိုးတက်လာနေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ22ရက်မနေ့အစောပိုင်းကမန္တလေးခေါဝင်စိတ်ကနေပြီးစစ်ကောင်မရှင်ရဲ့စစ်ရင်ရဲ့အုပ်စု AR မြေကြောင်းတိုင်းတက်လာလို့မရေယာမြို့နောက်ဖက်ချမ်းကိုရောက်ရှိလာတယ်လို့သတင်းရင်းမြစ်စီကသိရှိရပါတယ်။စစ်ရင်ရဲ့အုပ်စုကဗမော်အထိတက်ဖို့တော့မရှိပါဘူး။တပိတ်ချင်းဘက်အဓိကတက်မယ်လို့ခန့်မှန်းနေလို့ သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်တပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်ကားလမ်းပေါ်ကဖော်ရောလန်းစုံကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်မိုးကုတ်ကိုဆက်တက်ဖို့ပြင်ဆင်နေပြီးအဆိုပါစစ်သည်မော်တွေမှာတပိတ်ချင်းထိတက်ပြီးလက်နက်ခဲယမ်းတွေပို့ဆောင်မယ်လို့လည်းသိရပါရယ်စစ်ကောင်မရှင်ဟာဖော်ရောလန်းစုံကိုလေးချောင်းပစ်ကူအင်အားတွေနဲ့ပြန်လည်ထိန်းချုပ်ပြီးနောက်ဖော်ရောအောက်ဘက်ရှိဇေယျကွင်းကိုပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ21ရက်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ် မရီယာနဲ့တပေချင်းမြို့နယ်တွေကိုအပြေဝပြန်လဲထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်မရှင်ကလူဝင်အားနဲ့လက်နက်ရိခါတွေကိုရေချောင်းကနေထောက်ပို့ဖို့ပြင်ဆင်လာတာပါစစ်ကောင်မရှင်ဟာပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်း AR မြေချောင်းတစ်လျှောက်ရှိပြူစောတီစကန်တွေနဲ့စစ်ကောင်မရှင်တက်စကန်တွေကိုစစ်ရင်ရင်တွေနဲ့လက်နက်ရိခါတွေပို့ဆောင်ခဲ့ပူးပါတယ်အဲ့လိုပို့ဆောင်နေစဉ်ရဟတ်ရင်နဲ့ဆက်တက်လေဒီတွေကမြေချောင်းတစ်လျှောက်ရှိကျေးရွာတွေကိုဖုံးကျဲတာစစ်သည်မော်တွေကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ် စစ်ကောင်မရှင်ရဲ့အဲ့ဒီစစ်သည်မောတွေဟာဩဂတ်စ်လ၁ရက်နေ့မှာဗမော်မြို့ကိုစိုက်ကပ်ကမျိုးရင်းကို လူဝင်အားလက်နက်ခဲယမ်းတွေထောက်ပို့ပြီးနောက်စီရေးအခြေအနေအသာစီးပြန်လည်ရရှိခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။စစ်ကောင်မရှင်တပ်ဟာတီဘောမြို့ကိုသိမ်းပိုက်ပြီးနောက်နမ်မတူမြို့နယ်ဆက်ထိမြေပြင်စစ်ကြောင်းထိုးလာကလေကြောင်းကပါပစ်ကူပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်မရှင်ရဲ့စစ်ကြောင်းတွေဟာပြီးခဲ့တဲ့အောက်တိုဘာ22ရက်ညနေပိုင်းမှာတီမောနဲ့နမ်တူမြို့နယ်အဆက်ရှိမိုးတေကျေးရွာနီးမိုးတေတရားထိရောက်ရှိလာတယ်လို့သိရှိရပါတယ်။22ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းမိုးတေတရားထိရောက်လာလို့ TNL နဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်က ER Times ကိုပြောပါရယ်။စစ်ကောင်မရှင်ရဲ့စစ်ကြောင်းချို့ဟာနမ်တူမြို့နယ်အဆက်အပြင်မန်တုံမြို့နယ်ဘက်ကိုပါ UTP စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာဖြစ်ပါရယ်။ တီဘောမြို့ကိုဥတီတိုက်ခိုက်စင်ကလေးကနမ်မတူနဲ့မန်တုံမြို့တို့ကိုပါစစ်ကြောင်းထိုးဖို့စီစဉ်ထားတာဖြစ်ပြီးအဲဒီမြို့နယ်တွေကိုလေကြောင်းကနေလဲဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။စစ်ကောင်မရှင်ဟာအောက်တိုဘာ23ရက်ည8:49မိနစ်အချိန်ကလဲနမ်မတူချောင်းတောင်ဘက်ကန်းကတာတန်းလဝန်ထမ်းရက်ကွက်လုံခွင်တနန်းချောင်းဘက်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်မရှင်ဟာရှမ်းမြောင်ရှိတန်းမျိုးသားလူမျိုးရေးတပ်မတော် TNL တိမ့်ပိုက်ထားတဲ့မြို့နယ်တွေကို မြေပြင်စစ်ကြောင်းမထိုးခင်ကတည်းကလေကြောင်းကနေပစ်ကူပြီးနေမြေရှင်းလင်းမှုတွေလှုပ်ဆောင်နေတာပါလက်ရှိမှာနောင်ချိုကြောင်မဲနဲ့တီဘောမြို့နယ်တွေကိုတင်းယူထားတဲ့စစ်ကော်မရှင်ကနမ်မတူနဲ့မန်တူမြို့နယ်တွေကိုပါတင်းယူဖို့ဝေဟင်မြေပြင်စစ်ကူတွေနဲ့စစ်ကြောင်းထိုးဝင်ရောက်လာနေတာဖြစ်ပါတယ်ဒီနှစ်ကုံမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုသက်ဆိုင်သူအလုံးနဲ့ပြည်သူတွေပါဝင်အလုံးပါဝင်အောင်ကျင်းပဖို့ မြန်မာအာဏာပိုင်တွေကိုထိုင်းနိုင်ငံကတိုက်တွန်းမယ်လို့နိုင်ငံတိုင်းဝန်ကြီးဆီယာဆက်ဖောင်ကတ်ကော်ကပြောပါရယ်ရွေးကောက်ပွဲဟာတွစ်ဆုံဆွေးနွေးမှုနဲ့တာရှိခံတဲ့ငင်းချိုင်းဖြစ်စေတဲ့စင်စဲမပြတ်တဲ့ငင်းချိုင်းလုပ်ငန်းစဉ်ရဲ့တစိတပိုင်းဖြစ်တဲ့လို့၎င်းကဆိုပါရယ်ရွေးကောက်ပွဲမကျင်းပမီရွေးကောက်ပွဲနဲ့တွစ်ဆုံဆွေးနွေးမှုမှာအားလုံးပါဝင်ဖို့နဲ့ထိုင်းနိုင်ငံကမြန်မာစစ်ကော်မရှင်ကိုဆက်လက်ပြီးတောင်းဆိုပါမယ်လို့သူကဆက်ပြောပါရယ် ရွေးကောက်ပွဲကိုအဆုံးသက်ဂိမ်းကစားပွဲလို့မရှုမြင်ကြောင်းရွေးကောက်ပွဲဟာစင်စမ်းမပြတ်တဲ့တွစ်ဆုံဆွေးနွေးမှုနဲ့တာရှိခံတဲ့ငြိမ်းချမ်းရရှိစေနိုင်တဲ့ပြန်လည်ရင်ကြားစေရေးမြင့်တင်ပေးမဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်ရဲ့တစိတ်တစ်ပိုင်းသာဖြစ်တဲ့နယ်လို့၎င်းကထောက်ပြပါရယ် အခုနှစ်ဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရရှိဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်လာမယ်လို့စီအာဆက်ကဆိုပြီးမြန်မာနိုင်ငံဟာပြည်လဲရင်ကြားစေရင်းနဲ့တည်ငြိမ်မှုရမရနဲ့မငြိမ်မသက်မှုတွေဆက်ဖြစ်မဖြစ်ဆိုတာရွေးကောက်ပွဲကဆုံးဖြတ်ပေးမယ်လို့ပြောပါရယ်မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းအထူးကိုယ်စားလှယ်တူခန့်အရာမှာစဉ်းစားကြဖို့လဲစီအာဆက်ကအာဆီယံခေါင်းဆောင်တွေကိုတောင်းဆိုခဲ့ပါရယ်ကိုပြည်သူတွေကိုသာမကမြန်မာထိုင်းနယ်ဆက်အပါအဝင် အာဆီယံဒေသတစ်ခုလုံးကို အကျိုးသက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံတွင်မတည်ငြိမ်မှုတွေကိုပိုပြီးအာရုံစိုက်ကြဖို့၎င်းကမိမောင်းထိုးပြခဲ့ပါတယ်။အာဆီယံဖွဲ့ရဲ့ဗဟိုပြုမှုနဲ့အများယုံကြည်လက်ခံနိုင်စွမ်းကိုမထိခိုက်စေဖို့မြန်မာရေးကိုနိုင်နိုင်ချင်းချင်းကင်တွယ်ဖြည့်ရှင်းရမယ်လို့သူကသတိပေးခဲ့ပါတယ်။အခုချိန်ထိအပြည့်အဝမလုံဆောင်ရသေးတဲ့အာဆီယံပုံသဘောတူညီချက်၅ရပ်ဖော်ဆောင်မှုကိုဘလို့ပုံမကောင်းမွန်အောင်ပံ့ပိုးမလဲဆိုတာကျွန်တော်တို့နီးလန်းရှာရပါမယ်လို့၎င်းကပြောပါတယ်။ ဒီဇင်ဘာလအတွင်းကျင်းပမဲ့မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နယူးယောက်မြို့တော်ခြေဆိုင်လူခွင့်ရေးဆောင်ကြီးအဖွဲ့ HRW နဲ့မြန်မာခြေဆိုင် Justice for Myanmar တို့ကအောက်တိုဘာ23ရက်မှာတောင်းဆိုခဲ့ပါတယ်မြန်မာစစ်ကော်မရှင်ဟာနိုင်ငံတကာစံချိန်စံနှုန်းပြည့်မီတဲ့ရွေးကောက်ပွဲကျင်းပလို့တဲ့ရည်ရွယ်ချက်နဲ့စွမ်းရည်မရှိဘူးလို့ HRW ရဲ့အာရှဆိုင်ရာညွှန်ကြားမှုဂျွန်စစ်ဖတန်ကပြောပါရယ်စစ်ကော်မရှင်ရဲ့ဖိနှိပ်မှုနဲ့တရားမဝင်တိုက်ခိုက်မှုတွေက စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာနိုင်တဲ့အခြေအနေမရှိပါဘူးလို့၎င်းကဆိုပါတယ်။စစ်ကောင်မရှင်ဟာဒီမိုကရေစီအင်အားစုတွေကိုဖိနှိပ်မှုတွေဆက်လုပ်ကာအကြောင်းမဲ့ဖမ်းဆီးမှုတွေနှိပ်စက်မှုနဲ့အာဓမ္မတသားတည်ဆူဆောင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးအရတားတွေပေါ်စီးရေးတိုက်ခိုက်မှုတွေတိုးမြင့်ခဲ့တယ်လို့ HRW ကပြောပါတယ်။အနာသိမှုနောက်ပိုင်းမြန်မာနိုင်ငံရဲ့လူခွင့်ရေးလူသားချင်းစာနာမှုအကျက်တဲနဲ့ တန်းနဲ့ချီတဲ့ပြည်သူတွေစစ်ပေးရှောင်ရမှုကိုဖြစ်ရှင်းနိုင်မဲ့ကြိုးပမ်းမှုတွေအရှိန်မြင့်ကြဖို့ HRW ကအာဆီယံဖွဲ့ဝင်တွေနဲ့မိတ်ဖက်နိုင်ငံတွေကိုတိုက်တွန်းခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းစစ်ကောင်မရှင်ရဲ့အကြမ်းဖက်မှုတွေထဲမှာလူသားမျိုးနွယ်စုပေါ်ရာဇဝတ်မှုဆေးရာဇဝတ်မှုအတိုက်ခံနိုင်ငံရေးသမားတွေကိုအကြောင်းမဲ့ဖမ်းဆီးမှုအတိုက်ခံနိုင်ငံရေးပါတီတွေကိုဖျက်သိမ်းမှုတွေပါဝင်တယ်လို့ HRW ကဆိုပါတယ်။ မြန်မာစစ်ကောင်မရှင်အားတိုက်ခန့်လက်နက်ကင်ဖွဲ့တွေထိန်းချုပ်ထားတဲ့အနေမျိုးတွေမှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ HRW ကထောက်ပြထားပါတယ်